အားလုံးပဲမင်္ဂလာပါရှင်။မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ပထမအောင်ဆုံးသတင်းတွေပေါ်အနေနဲ့စီးပွားရေးခြေထွန်လာကြတဲ့ Crypto Hacker Race ဆိုတဲ့သတင်းနဲ့အတူစစ်ဖြစ်လဲ Media Planet တို့ Bitcoin အဝယ်မပြတ်ပါဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။မြန်မာကတော့စီစဉ်တင်ဆက်သူ Kiki ပါ။ ပထမအောင်ဆုံးသတင်းတပုတ်အနေနဲ့စီးပွားရေးခြေထွန်းလာကြတဲ့ Crypto Hack Garage ရဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ Crypto Bro တွေအတွက်အားထားစရာ website တစ်ခုဖြစ်တဲ့ Coin Telegraph ဟက်ခံထားရပါတယ်။ Hacker တွေဟာ Coin Telegraph ကိုဟက်ပြီးတော့ error link တွေချနေကြတာဖြစ်ပြီး website ထဲဝင်လိုက်တိုင်းမှာ scan link တွေတောက်လျှောက် bot FADS အဖြစ်ပေါ်ပေါ်လာနေတာပါ။ ပေါ် app ads ကိုနှိပ်ပြီးရောက်သားမဲ့ website ထဲမှာ wallet ကိုနဲ့လိုက်မယ်ဆိုရင်ဒေါ်လာ9500ဘို့အထိ token တွေပြန်ပေးမှာဖြစ်ကြောင်းမလုံးပေးထားတာဖြစ်ပါတယ်။ coin telegraph ကတော့ website hack ခံထားရတာဖြစ်ကြောင်းအတည်ပြုထားသလိုဒီကိစ္စနဲ့ပတ်သက်လို့ဖြေရှင်းနေကြောင်း expo ကနေတဆင့်ကြေညာထားပြီး website ပေါ်က paypal app ads ကိုမှမနှိပ်ဖို့ကိုယ်ကိုယ်တိုင်အချက်အလက်တွေမထည့်ပေးလိုက်ဖို့နဲ့ wallet မချိန်မိဖို့တတိပေးထားပါတယ်။ ဟက်ကာတွေဟာအခုချိန်မှာခရစ်တိုဘိုင်းကနာမည်ကြီး website တွေကိုပိတ်မထားလာနေပုံရပြီးလွန်ခဲ့တဲ့ရက်ပိုင်းတုန်းကလည်း CoinMarketCap website ပေါ်မှာ verify လုပ်ဖို့ wallet ခြေခိုင်းနဲ့ bot update တက်လာနေခဲ့ပါသေးတယ် coin market cap ကတော့ website ထဲမှာ passcode ထည့်ခံရတာဖြစ်ကြောင်းအတည်ပြုခဲ့သလိုဖိချားခဲ့ပြီးဖြစ်ကြောင်းလည်းကြေညာခဲ့ပါတယ်။လူဆိုးတွေဟာလူကောင်းတွေထက်ပိုပြီးစူးစမ်းအထောက်တက်ကြပါတယ်။ အရင်တုန်းကဟက်ကာအများစုဟာအိတ်အကောင့်ဟက်ပြီးလေနွေချရာကနေငွေလိမ်ကဲကြပေမဲ့အခုချိန်မှာတော့ expo မှာတိတ်အလုံးမဖြစ်ကြတော့တာကြောင့် website တွေဘက်ကိုပါတိုးချဲ့လာကြပြီလို့ယူဆရပါတယ်။ဒါကြောင့် website တွေမှာပဲဖြစ်ဖြစ် application တွေထဲမှာပဲဖြစ်ဖြစ် POF ADF ကနေတဆင့် wallet ထိခိုင်းတာမျိုးတွေ credit card အချက်အလက်ဖြည့်ခိုင်းတာ email တွေ password တွေဖြည့်ခိုင်းတာမျိုးတွေဆိုရင် မဖြစ်မိဖို့အထူးသတိထားသင့်ပါတယ်။ နောက်ထပ်သတင်းတော်အနေနဲ့စစ်ဖြစ်လဲမီတာပလနက်တို့ဘစ်ကွိုင်းအဝယ်မပြတ်ပါဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။စစ်ဖြစ်လဲဘစ်ကွိုင်းအဝယ်မပြတ်တာကတော့မီတာပလနက်ဖြစ်နေပါတယ်။2025ခုနှစ်ကုန်မှာဘစ်ကွိုင်း3000ပြည့်ရမယ်ဆိုတဲ့ရည်မှန်းချက်နဲ့ဘစ်ကွိုင်းတွေတောင်းချဝယ်ဆိုနေတာဖြစ်ပြီးအခုလဲ1131 BTC ကိုဒေါ်လာ1.07ဘီလီယံနဲ့ထပ်ဝယ်လိုက်ပြန်ပါပြီ။အီရန်ကို US ကပုံချက်အပြီးဈေးရေကြချိန်မှာအမေရိကန်ဖန်ဝယ်လိုက်ပုံပါပဲ။ 1118 BTC ဝယ်ပြီးနောက် Meta Planet ရဲ့ Bitcoin ပိုင်ဆိုင်မှုဟာ1118 BTC အထိရှိလာပြီဖြစ်တယ်လို့အေရှားမှာ Bitcoin အများဆုံးကင်ထားနိုင်တဲ့အဖွဲ့အစည်းဆိုတဲ့ဂုဏ်ကိုကောင်းကောင်းကြီးထိန်းထားနိုင်တုံးပါပဲ။လက်ရှိဈေးရရဆိုရင်လည်း Meta Planet ရဲ့ Bitcoin ပိုင်ဆိုင်မှုတန်ဖိုးစုစုပေါင်းဟာဒေါ်လာ1ဘီလီယံကျော်နေပြီဖြစ်တယ်လို့ Coinbase လို့အချင်းမျိုးရဲ့ Bitcoin ပိုင်ဆိုင်မှုပမာဏကိုတော့ကြော်တက်ပြီးကမ္ဘာမှာ Bitcoin အများဆုံးကင်ထားနိုင်တဲ့ကိုကူမြောက်အဖွဲ့အစည်းဖြစ်လာခဲ့ပါတယ်။ မီဒါပလန်နဲ့ဟာ2026ခုနှစ်ကုန်ရက်တသိန်း BTC ပြေးရမယ်ဆိုတဲ့ရည်မှန်းချက်နဲ့ဘစ်ကွိုင်းတွေဝယ်စုနေတာဖြစ်လို့လက်တလုံးမှာတော့ရောင်းဖို့အစီအစဉ်မရှိတော့သေးတယ်လို့နောက်ထပ်လည်းထပ်ဝယ်စုနေအောင်မဲ့သဘောရှိပါတယ်။ဒါကတော့မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။